ဒီတရက်နေ့အတွင်းကိုလည်း overseas ပြန်ရတော့မှာဆိုတော့လေဝင်းနေအကျိုးအလူလေးလောက်သွားတာပါနေ့ဝင်းနေလက်ဆောင်ကတော့အခုရလိုက်တာဝင်းနေလက်ဆောင်အကြီးပဲနော်ဘုံကမှာတဘူးအကြီးဆုံးဘောတာတော်တော်ထိမ့်သိမ့်နေအဟိုဘက်မှာကြတော့အစားတောက်တရားဟိုဘက်ကပုံစံတစ်မျိုးလေဒီဘက်မှာကြတော့သူကမြန်မာစားရီလည်းအရန်ကြိုက်တယ်အရန်ကြိုက်တော့တော်တော်များများလဲစားဖြစ်တယ်ပေါ့အစားဖြစ်တော့ food poison ဖြစ်သွားတယ်တဘောပေါ့လေအဲအဲ့တော့ဆေးရုံခဏနှဲ့ရက်လောက်တက်လိုက်ရတာ တင်နေကြတယ်ပါလားအော်တိုဘာ6ရက်နေ့ဆိုလို့ရှင်ခရစ်ရဲ့မွေးနေ့လေးလာတော့မယ်ပေါ့နော်အဲဆိုတော့ဒီမွေးနေ့မတိုင်ခင်တပတ်လောက်အလိုမှာမွေးနေ့အကျိုးအလူလေးလောက်သွားတာပါအဲဒီတရက်နေ့အတွင်းကိုလည်း overseas ပြန်ရတော့မှာဆိုတော့လေအဲမြန်မာနိုင်ငံမှာမွေးနေ့အကျိုးအလူလေးလောက်သွားတာပါဟုတ်ဘာလဲနေရတော့မှာပေါ့ခဏပေါ့ခဏပေါ့ပြန်လာအောင်ပါပါဟုတ် အသွားဖို့တော့အခုထိပြင်ပန်းနေတော့မပြင်ဆင်နေရတာတွေရာလေအဲ73လေးနာရီလောက်ကြာတဲ့အနည်းဆုံးကြာတဲ့ခရီးရှည်ကြီးလေးရင်မြန်30ဆင့်သွားရတဲ့ခရီးရှည်ကြီးကိုစီးရမှာရောဒီဘက်ကအခုနာပြောသလိုပေါ့ကိုကြိုက်တဲ့မြန်မာစားအစားတောက်တွေတင်သွားချင်တာတွေအဲအကြိုက်နေရမယ့်ခရီးဖြစ်တာတွေအဲ့ဒါတွေကြောင့်အများကြီးပြင်ဆင်ရတာပေါ့ဘာတွေတည်သွားပြီအများကြီးတည်သွားတာပုံရည်ကြီးကအစပုံရည်ကြီးကအစအကုန်လုံးပါပဲမကြီးသေးလို့အဲ့လိုမျိုးအဆုံးပါပဲ နှစ်ယောက်စလုံးကမြန်မာစားစာကြီးလေးကြိုက်တယ်ပြီးတော့ဟိုယူရိုပဟိုမှာကြတော့လေမြန်မာစားတော့ကရှားရတယ်လေဘယ်လိုမျိုးဆိုတော့ဟိုမှာကစုံရွက်တွေပါရေဆိုလဲဝယ်ဖို့ခက်တယ်ပေါ့နော်လူမျိုးခတ်တယ်အားမျိုးကြီးအများကြီးပါပဲအရွက်တွေတော့တင်မသွားဘူးပေါ့လေဒါပေမဲ့အခြားဟာတွေပေါ့ညနေလောက်ပြီအဲ့လေချိန်ရသေးတာပေါ့တော်တော်တော့စုပြီးသွားပြီတော်တော်စုပြီးသွားပြီအာ ဟုတ်ကဲ့ဟိုအဓိကတော့ထွေထွေထွတ်တော့မဟုတ်ပါဘူးဟာပေါ့အကိုကဘယ်လိုပြောမလဲမစားတာများတဲ့အဟိုဘက်မှာကြာတော့အစားတောက်တရားဟိုဘက်ကပုံစံတမျိုးလေဒီဘက်မှာကြာတော့သူကမြမစားကြီးလည်းအရန်ကြိုက်တယ်အရန်ကြိုက်တော့တော်တော်များများလဲစားပြစ်တယ်ပေါ့အစားပြစ်တော့ဆေးရုံမှာ food poison ဖြစ်သွားတဲ့သဘောပေါ့လေအဲအဲ့တော့ဆေးရုံခဏနှစ်ရက်လောက်တက်လိုက်ရတာပါ အဓိကတော့အစားအသောက်ဆိုမရွေးဘူးအကုန်လဲကြိုက်တယ်အပြင်မှာလဲစားတယ်အိမ်မှာလဲစားတယ်အကုန်လုံးပေါ့နော်အဲ့လိုဆိုတော့ပုံပြီးအစားစုံဝါးလဲပါတာပေါ့အဓိကကတော့ပုံမှန်လူတွေအတွက်နဲ့ဆိုရင်တော့အဲဒီမှာပုံမှန်စားနေကြလူတွေအတွက်ဆိုရင်တော့ဘာမှမဖြစ်ဘူးပေါ့လေအားလုံးလဲတူတူစားကြဒါပေမဲ့သူကကြတော့အဲဒီလိုမျိုးအစားအသောက်တွေနဲ့အနေဝေးတာကြပြီဆိုတော့သူတို့ overseas မှာနေတဲ့လူတွေဖြစ်တတ်တယ်လေဒီလိုမျိုး food poison ဖြစ်တတ်ပါတယ်ဟုတ်ရန်အောင်ခေးဥစိုက်ပါအခုဆိုပိုးဆိုက်ရတယ်သူကချွေးတွေလည်းရန်ပြန်တတ်တော့ခုနဆိုလဲတအားချွေးတွေထွက်နေပေါ့နော် weather မတူတဲ့နေရာကနေလာ တာဟိုဘက်မှာကြာအေးတယ်လေဒီဘက်မှာကြာတော့အမြဲတမ်းပူနွေးဆွတ်ဆွတ်နေတဲ့ခါကြာသူချွေးကြီးအရင်ထွက်နေအဲ့ဒါလည်းအေးမိမှာစိုးရိမ်ပြီးခရုဆိုင်ပေးနေရတယ်ပြန်သွားတဲ့ခါတော့အခုကတော့သူက အဲဘယ်လိုပြောမလဲဟိုမှာလည်းနေတော့နေရအောင်ပါဗောနော်သူအလုပ်တွေရှိတဲ့ခါကျတော့ပြီးသွားလို့ရှင်တော့မကြမကြပြန်လာမယ့် plan တော့ရှိနေပါပြီအရှင်တော့ဆိုရင်တော့ तू ကလေအဲဟိုဘက်မှာပဲနေတဲ့သူဆိုတော့အရင်လဲအနေများတယ် तू ဘာပြောလဲဆိုတော့မြန်မာနိုင်ငံဝိုးတဲ့ဒီတစ်ခါပြန်လာပြီးနေဖြစ်တာ तू life မှာအကြဆုံးဗောနော်တစ်ခါမှမြန်မာနိုင်ငံမှာအလောက်အကြကြီးပြန်လာပြီးမနေဖြစ်ဘူးတဲ့ဒီတစ်ခါကျတော့မင်္ဂလာမဆောင်ရင်နှစ်ပတ်အလိုလောက်ရဲအခုနေတာရဲဆိုရင်နှစ်လနေပါလောက်တော့ကြာသွားတာဗောနော် အဲ့လိုမျိုးဆိုတော့လေနောက်ထပ်ဟာ3လလောက်ပါပဲနောက်3လကျော်လောက်နေရင်တော့ပြန်လာပြည့်အောင်ပါပါအားလုံးလည်းအဲအိမ်တော်ကြာရင်တော့ခဏပေါ်လာပိုင်းလောက်လေးတော့ဒီလိုပဲပေါ့နော်မောင်ခွေရနောက်ကမမမောင်ခွေရလိုက်ပါလားဆိုလိုက်ရအောင်ပါဆိုတော့လေအားဆောင်ဒီဒိတ်တချင်းလေးကအထိပယ်ရှိရေပေါ့နော်မမမောင်ခွေရလိုက်ပါလားဆိုတော့အားဆောင်အခုလိုက်သွားအောင်ပါဆိုတော့သုံးလလောက်တော့ကြာပါမယ်ပေါ့ကြာမယ်လာမယ်ပေါ့ခဏပါပေါ့နော်မင်္ဂလာဆောင်ပိုင်းတချင်းလေးချက်အဲမင်္ဂလာဆောင်မှာအထိပယ်နဲ့အစရေကအထိပယ်နဲ့မောင်ခွေရလိုက်ရမယ်ဆိုလို့အားဆောင် တော့မဟုတ်သေးဘူးအပြီးမဟုတ်ပါဘူးနောက်ဆုံးလောင်းကလည်းဒီဘက်မှာလည်းဒီဘက်ကအော်နေတဲ့အခြေကြပြီးနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက်လည်းမြန်မာနိုင်ငံကတော့လာပြနေအောင်ပါပါဟုတ်ပါဆိုရင်လည်းအာအကိုဆိုရင်လည်းကိုဝေယံဆိုရင်လည်းသူမိဘတွေမိသားစုတွေလည်းဒီဘက်မှာရှိရဲအာအမဆိုလို့ရှိရင်လည်းဒီဘက်မှာမိသားစုတွေရှိရောလीလာပြနေအောင်ပါပါဟိုဘက်ဒီဘက်သွားလိုက်လာလိုက်ပေါ့အခုကတော့ဝင်းနေလက်ဆောင်ကတော့အကိုရလိုက်တာပေါ့ဒါပေါ့သူ့ကိုရထားလीဝင်းနေလက်ဆောင်အကြီးပဲเนาะ ဘဝမှာတမိုးအကြီးဆုံးပေါ့လားတော်တော်ထိမ့်သိမ့်နေ Family life plan ကတော့အားလုံးတွေးထားသလိုပါပဲအားလုံးအဲဒါအိမ်တော်ကြာကစားလူတွေရေးတွေးထားတဲ့ တိုင်းပါပဲလူပါပဲအများကြီးတော့စဉ်းစားထားတော့မရှိဘူးသာသမိယတနာကတော့ရရင်လည်းယူမယ်ပေါ့အဲမရတော့လည်းမရလို့မရတဲ့အတိုင်းပေါ့ညီမလေးအများကြီးလည်းအဲ့လိုကြီးမှန်တိုင်းပြောရရင်မျောလင့်ထားတာတော့မရှိဘူးအမတို့ကအသက်အရွယ်တခုလည်းရောက်နေပြီအဲခေတ်ကာလကြီးမှာဟိုဘယ်လိုပြောမလဲအဲအရင် stress တွေမလိုချင်ဘူးလေဟိုအရင်တခုခုကိုဆိုရင်ကွာအမက seriousty အရင်ထားပြီးတော့မျောလင့်နေတာမျိုးတော့မလုပ်ထားဘူးအကိုနဲ့လည်းအဲ့လိုလေးတိုင်ပင်ထားရတယ်။ဒါရင်သွေးရတနာရရင်လည်းယူမယ်မရရင်လည်းအဲတိတ်စ serious စိတ်ထဲမှာမထားဘူးပေါ့နော်လိုပေါ့ပေါ့ပါပါလေးပဲထားရတယ်။အထူးတူတူတော့မရှိပါဘူးပြိသက်တွေရဲ့ချစ်ချင်းမေတ္တာတွေရတဲ့အတွက်လည်းဒီနေရာနေကျေးဇူးအများကြီးတင်ပါတယ်။ဆုတောင်းစကားတွေအတွက်မေတ္တာစကားတွေအတွက်လည်းကျေးဇူးအများကြီးအများကြီးတင်ပါတယ်လို့